ဖះကတော့မြတ်စွာဘုရားကတိတ်ဆိတ်တာကိုပဲကြိုက်တယ်တခြင်းနေဒီဟာတွေကမြတ်စွာဘုရားရဲ့တရားတော်ဒီဗုဒ္ဓဘာသာမှာပေါ့နော်မအက်ဆက်ဘူးမအက်ဆက်တဲ့ဟာတွေကိုလုံနေတော့ပဝင်းညာလေနားကြီးတယ်နော်ကြာလာတော့ဘာဖြစ်လဲဆိုဟောကထရဲ့ဆူညာနေရပေါ့ကွာကထရဲ့ဆူညာနေရပဲဆိုပြီးတော့အဲ့လိုမျိုးဟိုအကာဝရဖြစ်သွားတယ်ဆိုလို့ရှိရင်ဘာသာရေးကအကုတ်တို့များတယ်အဲ့တော့ပူပူတို့ကမကြိုက်ဘူးပေါ့နော်အမကြိုက်ဘူးမကြိုက်ဘူးနောက်တစ်ခါကျတော့ဟိုကထိန်နဲ့ပတ်သက်လို့ပေါ့နော်အဲ့လိုမျိုးဟိုဟို ဒီအဲ့လိုတခြင်းနေဖွင့်ပြီးတော့အဲ့လိုမျိုးလုပ်တာတော့ပုံမကြောက်ဖြစ်နိုင်တော့ရိုးရိုးလေးပဲဟိုကထိန်ခင်းပြီးတော့မှကိုယ့်အကိုဟိုပွဲလုံချင်တယ်ဆိုလည်းလုပ်ကြပေါ့နော်အဲ့ဒါတရက်ပေါ့ဟုတ်တယ်မလားအဲ့လိုအဲ့တခြင်းဆိုရင်တော့မှအချိန်ပိုင်းလေးတစ်ခုမှပွဲလုံလိုက်တောက်လျှောက်ကြီးရောက်ကထဲမှာပက်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 ကြတော့ဟိုပတ်ဝန်းကျင်စိတ်ညစ်ရတာပေါ့နော်ဟုတ်ကိုယ်တိုင်ရောကြုံဘူးလားအဲ့လို ိစ္စငငယ်တော့ကြုံတာပေါ့နော်အဲ့လိုကြားရတယ်ဟိုဆုဆုညံတာပေါ့နော်ဒါပေမဲ့ငငယ်တော့ကြောက်လဲအော်ဒါကထိန်မဲလားမသိဘူးပေါ့ဒါပေမဲ့နောက်အသက်ကြီးလာတော့အဲ့လိုခီးပါတော့ရင်လေဆုညံနေရအဲ့တော့မကြိုက်တာပေါ့နော်ပူပူကွာလည်းမကြိုက်ဘူးဟုတ်အဓိကတော့ကထိန်ဆိုတဲ့အဓိပ္ပာယ်ကလေသူကမိုးကြတင်ကန်းလို့အဓိပ္ပာယ်ရတာဟိုအဲ့တော့အဥပမာတန်ငါတပားကနေပြီးတော့အာကထိန်မရသေးဘူးကထိန်ခင်းပါလို့ပြောခွင့်မရှိဘူးတဲ့ပြောလို့မရဘူးနော်အဲ့ ပြောလိုက်တာနဲ့အဲ့ဒါကထိန်လုံးမမြောက်တော့ဘူးဘလို့ပဲလူလူကထိန်လုံးမမြောက်ဘူးဥပမာအနောက်တစ်ခုကဟိုလမ်းဘေးတွေမှာလေပူပူငငယ်တုန်းကလေဟိုဟိုဗဒေတာဘင်းနေနဲ့အလှခန့်နေလေအဲ့ဒီဟာကထိန်မမြောက်ဘူးတဲ့ပူပူတို့ကကထိန်ရောက်တယ်ငငယ်တော့ထင်တာအခုအသက်ကြီးမှမမြောက်ပါဘူးတဲ့ဘာကြောင့်လဲဆိုတော့ငါတို့ကထိန်ခင်းမှမယ်ငါတို့ကထိန်ကထိန်ခင်းဖို့အလှခန့်နေဆိုကြတဲ့အောင်မမြောက်တာတဲ့သူကပြောမယ်ဆိုရင်ဟိုတန်ငါကိုအာတန်ငါကမပြောရဘူး အဲဒီဒကာဒကာမတွေကလည်းနားလဲရမယ်အဲ့ဒါကတော့ဟိုဒကာနဲ့ဒကာမနဲ့အဲ့လိုနားလဲတင်တာပေါ့နော်ဟိုတန်ကာနဲ့ဒကာဒကာမနဲ့အော်အရှင်ဖျားတပည့်တော်တို့အော်ဘောနော်ကထိန်လေးခင်းညင်လို့အရှင်ဖျားတို့ကြောင်းမှာကထိန်ရှိပြီလားမရှိရင်တပည့်တော်ခင်းညင်နဲ့ဆိုပြီးတော့ရှောက်ကြမယ်အဲဟိုတန်ကာကတမအာကထိန်မရသေးဘူးကထိန်ခင်းမှာလို့တခွန်းပြောလိုက်တာနဲ့အာကထိန်အာနိတင်လုံးဝမရတော့ပါဘူးဒီဒကာမပြောသွားတာမှန်တယ်နော်သူပြောသွားတဲ့အထဲမှာကထိန်နဲ့ပတ်သက်ပြီးမှတ်သားစရာတွေလည်းပါတယ် ပထမမှာအတန်ချက်ဆက်တွေဖွင့်ပြီးစူညာတာတွေမလုပ်ဖို့ဦးစင်းတို့ကိုယ်တိုင်လည်းပြောပါတယ်။ဘလောက်ပဲပြောပြောပြောလို့မရပါဘူးနော်။ပြောလို့မရတော့လည်းပဲအတတ်နိုင်ဆုံးတော့ကြိုးစားပြီးပြောမှာပါ။မပြောဘဲနှုတ်ပိတ်နေမယ်ဆိုရင်ကြာလာတဲ့အခါမှာဒါကိုပဲအမှန်လို့ထင်သွားကြပါလိမ့်မယ်။ဦးစင်းတို့ကိုယ်ကြွယ်တဲ့မြတ်စွာဘုရားဟာတိတ်ဆိတ်မှုကိုအမတန်လိုလားတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။တိတ်ဆိတ်မှုကိုဘလောက်ထိလိုလားတယ်လဲဆိုရင်တခါတုန်းကတကုလူဓာယီပရပိုက်ဟာ ကျေလောင်သောစကားတို့ကိုပြောဆိုပြီးသူ့ရဲ့အချွေရန်အသင်ပင်တွေနဲ့နေပါတယ်။မြတ်စွာဘုရားကြွလာတဲ့အခါမှာမြတ်စွာဘုရားကြွလာတာကိုမြင်တဲ့အတွက်တကုလူဓာယီပရပိုက်ဟာငါအရှင်တို့တိတ်ဆိတ်စွာနေကြလောယဟန်ဂောရမသည်တိတ်ဆိတ်ခြင်းကိုလိုလားတဲ့သူဖြစ်တယ်လို့တိတ်ဆိတ်ခြင်းဤဂုံကိုလည်းပြောဆိုလို့ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်တိတ်ဆိတ်စွာနေကြလောဆိုပြီးပရိသတ်ကိုထိန်လိုက်ပါတယ်။အဲ့ဒါကိုကြည်သောအဖြစ်ဥစဉ်တို့မြတ်စွာဘုရားဟာ တိတ်ဆိတ်ခြင်းကိုအမတန်လိုလားတဲ့ပုံကိုဆိုတာထင်ရှားပါတယ်။ဒါကြောင့်ကထိန်ခင်းတဲ့အခါမှာအတန်ချက်ဆက်တွေဖွင့်ပြီးပျော်ပွဲရွှင်ပွဲတွေနဲ့စူညံမှုတွေမလုပ်ဘဲကထိန်ခင်းမယ်ဆိုရင်ကထိန်ခင်းတဲ့ကုသိုလ်လည်းရတယ်လို့မြတ်စွာဘုရားကလည်းပူဇော်ရာရောက်ပါတယ်။ဒီလိုပြောလို့တပည့်တော်တို့ကပျော်ပွဲရွှင်ပွဲတွေမလုပ်ရတော့ဘူးလားလို့မေးစရာအကြောင်းရှိပါတယ်။မလုပ်ရဘူးလို့ပြောတာမဟုတ်ပါဘူးနော်။ကထိန်ပြီးတဲ့အခါမှာနောက်နေ့ရောက်တဲ့အခါနေရာလို့တစ်ခုကိုရှာပြီး တထိန်အောင်ပွဲအနေနဲ့ပျော်ပွဲရှင်ပွဲတွေလုပ်လို့ရပါတယ်เนาะနားလည်ပါစီဖုံဖုံတပည့်တော်လှူရန်အတွက်ရီမှန်း၍စူးစမ်းအလုပ်လုပ်နေပေမဲ့မအောင်မြင်တာဘာကြောင့်လဲဖြေပေးပါဖရားတဲ့ဘာဝနာ၅ချက်နဲ့မညီလို့ဖြစ်ပါလိမ့်မယ်เนาะဘာဝနာ၅ချက်ကဘာတွေလဲဆိုရင်၁စိရကာလဘာဝနာကြာမြင့်စွာလှုပ်ခြင်းအလုပ်တစ်ခုလုပ်ပြီဆိုရင် ကြာကြာလှုပ်ရပါတယ်ခဏလေးလှုပ်လို့မရပါဘူး တို့မှသာအလုတ်ရဲ့သဘောကိုနားလည်မှာဖြစ်ပါတယ်။နှင်းနိရန္တရဘာဝနာမပြတ်လုတ်ခြင်းအလုတ်တစ်ခုလုတ်ပြီဆိုရင်အခုလုတ်လိုက်တော်ကြာမလုတ်ဘဲနေလိုက်လုတ်လို့မရပါဘူး။ပုံမှန်လုတ်ရပါမယ်။၃နိရဝတိတဘာဝနာကောင်းကျိုးဖြစ်စေတဲ့အလုတ်ကိုလုတ်ခြင်းမိမိအတွက်ကောင်းကျိုးဖြစ်စေတဲ့အလုတ်မှန်သမျှဘယ်အလုတ်မဆိုလုတ်ပါအလုတ်မရွေးပါနဲ့နော်။၄တက္ကိစ္စဘာဝနာရိုးရိုးသေးသေးလုပ်ခြင်းမိမိကိုထမင်းကျွေးတဲ့အလုတ် မိမိဘဝကိုတိုးတက်အောင်မြင်စေတဲ့အလုပ်မှန်သမျှယူယူတည်တည်လုပ်ပါမယူမတည်မလုပ်ပါနဲ့ငါအဘိရုဒ္ဓိဘာဝနာပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွလုပ်ချင်းမိမိကိုထမင်းကျွေးတဲ့အလုပ်မိမိဘဝကိုတိုးတက်အောင်မြင်စေတဲ့အလုပ်မှန်သမျှပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွလုပ်ပါလုပ်ချင်တယ်လို့လို့မလုပ်ချင်တယ်လို့လို့မလုပ်ပါနဲ့ဒီဘာဝနာ၅ချက်နဲ့အညီကြိုးစားသွားမယ်ဆိုရင်ဘယ်အလုပ်မဆိုအောင်မြင်မှာဖြစ်ပါတယ်ကဘာမှာအောင်မြင်ပြီးကြီးပွားချမ်းသာနေတဲ့တစ်ထည့်တွေကိုကြည့်လိုက်ပါ သူတို့တွေဟာဤဘာဝနာ၅ချက်နဲ့အညီကြိုးစားအားထုတ်လို့အောင်မြင်ပြီးကြီးပွားချမ်းသာနေတာဖြစ်ပါတယ်။မန်ပိုင်ရှင်လည်းပဲအောင်မြင်ပြီးကြီးပွားချမ်းသာခြင်းတဲ့လူတစ်ယောက်ဖြစ်ခြင်းတဲ့ဆိုရင်ဤဘာဝနာ၅ချက်နဲ့အညီကြိုးစားအားထုတ်ပါနော်။အရှင်ဖယားငငယ်တုန်းကစိတ်တကောင်ကိုကင်ပေါင်းမိတာတည်သွားပါသည်။ယခုအသက်ကြီးလာတော့စိတ်ဆွဲပြီးဘယ်နှစ်တတိတော်ဝတ်လိုက်မလဲစဉ်းစားမိပါသည်တဲ့။အခုတို့တစ်ခုကိုပြုတ်ပြီးပြီဆိုရင် ပြန်ပြီးမတွေးပါနဲ့နော်။ ပြန်တွေးလို့ဘာကောင်းကျိုးမှ ဖြစ်မလာပါဘူး။ဒါဆိုရင်ဘယ်လိုနေရမလဲ။ပမ္မပဒံတရား၄ပါးကိုနှလုံးသွင်းပြီးနေပါ။ပမ္မပဒံတရား၄ပါးကဘာတွေလဲဆိုရင်၁ဥပ္ပန္နပပကပဟာယဝါယမဖြစ်ပြီးသောအကုသိုလ်တရားတို့ကိုပြန်လဲ၍မအောင်မေ့ပဲအပြီးတိုင်ဆုံးပြခြင်း။၂အနုပ္ပန္နပပကအနုပါဒါယဝါယမ မဖြစ်သေးသောအကုသိုလ်တရားတို့ကိုမဖြစ်အောင်ကြိုးစားအားထုတ်ခြင်း၃အနုဘာနာကုသလဥပါဒါယဝါယမမဖြစ်သေးသောကုသိုလ်တရားတို့ကိုဖြစ်အောင်ကြိုးစားအားထုတ်ခြင်း၄ဥပ္ပန္နကုသလဥပါဒါယဝါယမဖြစ်ပြီးသောကုသိုလ်တရားတို့ကိုအဖန်ဖန်အောင်မြင်၍စင်ကျင်ပွားများအားထုတ်ခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာတမ္မပဒံတရား၄ပါးပဲဖြစ်ပါတယ်ဤတမ္မပဒံတရား၄ပါးကို နှလုံးသွင်းဆင်ခြင်ပြီးတော့နေပါလို့ပြောခြင်းပါတယ်နော်မိခွန်းမိခွင့်ပြုပါဖရာဖရာမဟုတ်တဲ့အရာကိုဖရာအမှတ်နဲ့ကိုးကွယ်မိရင်တရဏဂုံပြတ်တယ်ဆိုတော့အရိမတိယနှစ်သားကိုဖရာငါးစုဆိုပြီးအမှတ်ထားမိရင်ကောတရဏဂုံပြတ်ပါသလားဖရာတဲ့ဖရာမဟုတ်တဲ့အရာကိုဖရာအမှတ်ထားလို့မရပါဘူးနော်ထေရဝါဒဗုဒ္ဓဘာသာဆိုတာဖရာအလောင်းကိုးကွယ်တဲ့ဘာသာမဟုတ်ပါဘူး ဖျားကိုပဲကိုးကွယ်တဲ့ဘာသာဖြစ်ပါတယ်။မဟာယာနတွေကသာဖျားအလောင်းကို ကိုးကွယ်တာပါ။ဖျားအလောင်းသည်ကိုးကွယ်ထိုက်တဲ့အရာမဟုတ်ပါဘူး။ကိုးကွယ်ထိုက်တဲ့အရာမဟုတ်တာကိုဖျားအမှတ်ထားပြီးကိုးကွယ်မယ်ဆိုရင်တရဏဂုံပြတ်တတ်ပါတယ်။ဒါကြောင့်ဖျားအလောင်းကိုမကိုးကွယ်ထိုက်တာလဲဆိုရင်ပုထုဇဉ်ဖြစ်နေသေးလို့ပါ။ပုထုဇဉ်ဆိုတာပုထုဇဏဆိုတဲ့ပုဂ္ဂလာတာဖြစ်ပါတယ်။ ုထုကိလေသာအများအပြားကိုဇဏဖြစ်စေသူလို့အထိပ္ပယ်ရပါတယ်။ဖျားအလောင်းဟာဖျားဖြစ်မိပုဂ္ဂိုလ်ဆိုတာမှန်ပေမဲ့ကိလေသာမကင်းသေးတဲ့ပုထုဇဉ်ပဲဖြစ်ပါတယ်။ပုထုဇဉ်ဖြစ်တဲ့အတွက်ကြောင့်ပါရမီဖြစ်စဉ်ကာလမှာအမားတွေလောက်တာဖြစ်ပါတယ်။အဲ့ဒီအမားတွေကိုဖျားဘောအရောက်မှပြန်လည်ပြီးတော့ပေးဆက်ရတာပါ။ဒါကြောင့်ဖျားအလောင်းသည်ဖျားမဟုတ်သေးတဲ့အတွက်ကြောင့်ဖျားအမှတ်ထားပြီးကိုးကွယ်ထိုက်တဲ့အရာမဟုတ်ပါဘူးနော်။ထို့အတူပဲအရိမတိယဖျားအလောင်းနဲ့သားဟာ ဖျားဖြစ်မိပုံကိုဆိုတာမှတ်ပေမဲ့ဖျားမဖြစ်သေးတာကြောင့်ဖျားအမှတ်ထားလို့မရပါဘူးဖျားအမှတ်နဲ့လည်းကိုယ်ွယ်လို့မရပါဘူးเนาะအရှင်ဖျားတရဏဂုံပြည့်စေသောအကြောင်းတရားများကိုပြောပြပါလားဖျားတဲ့တရဏဂုံပြည့်ခြင်းကတာဝဇ္ဇဗေဒအပြည့်ရှိသောပြည့်ခြင်းနဲ့အနာဝဇ္ဇဒုက္ခဝိပါကဗေဒအပြည့်မရှိသောပြည့်ခြင်းရယ်ဆိုပြီးနှစ်မျိုးရှိပါတယ်အပြည့်ရှိသောပြည့်ခြင်းဆိုတာကဖျားတရားတန်ခါယရဏ၃ပါးမှလွဲ၍ အခြားမကူးကွယ်တဲ့မကူးကွယ်ထိုက်တဲ့အရာတွေကိုယရနာ၃ပါးကဲ့သို့အလေးထားပြီးကူးကွယ်စည်းကပ်ခြင်းကြောင့်ပျက်စီးခြင်းမျိုးကိုပြောတာပါဥပမာ38မိနစ်တွေကိုယရနာ၃ပါးကဲ့သို့အလေးထားပြီးကူးကွယ်စည်းကပ်မယ်ဆိုရင်တရဏဂုံပြတ်ပါတယ်အဲ့ဒီလိုပျက်ခြင်းမျိုးကအပြည့်ရှိသောပျက်ခြင်းဖြစ်တာကြောင့်တဝဇ္ဇဗေဒဖြစ်ပါတယ်အပြည့်မရှိသောပျက်ခြင်းဆိုတာကတော့ပေလွန်၍ပြတ်တာကိုပြောတာပါဗုဒ္ဓဘာသာဝင်တယောက်သိပြီဆိုရင် တရဏဂုံပြတ်ပါတယ်အဲ့ဒီလိုပြတ်ခြင်းမျိုးကဓမ္မတာအရာပြတ်တာဖြစ်တဲ့အတွက်ကြောင့်အပြည့်မရှိသောပြတ်ခြင်းဖြစ်တဲ့အတွက်အနာဝဇ္ဇဒုက္ခဝိပါကဖေဒဖြစ်ပါတယ်ဒါဟာတရဏဂုံပြတ်ခြင်းအကြောင်းတရားတွေပဲဖြစ်ပါတယ်ရှင်ဖေယတပည့်တော်မှန်လေးမြင်ပါစေအရှင်ဖေယကိုကြည်ညိုပါဤတရားလေးတစ်ပုဒ်နဲ့အပြည့်ပြန်ပေးပါအရှင်ဖေယစိတ်တော်ကရောက်နေလို့ပါဖေယတဲ့တော်ကဖြစ်เสียအကြောင်းဆိုတာ ပုထုဇဉ်လည်းကြုံသလိုဖရာယဟန္တာတွေလည်းကြုံပါတယ်။သို့တော့ဖရာယဟန္တာတွေကတော့ကိလေသာကင်းစင်ပြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်တာကြောင့်တောကဖြစ်เสียအကြောင်းနဲ့ကြုံတဲ့အခါမှာတောကမဖြစ်တော့ပါဘူး။ဥဇင်းတို့ဒကာဒကာမတို့ပုထုဇဉ်တွေကတော့ကိလေသာဘလပွားနဲ့ပုဂ္ဂိုလ်တွေဖြစ်တာကြောင့်တောကဖြစ်เสียအကြောင်းနဲ့ကြုံတဲ့အခါမှာတောကဖြစ်ပါတယ်။ပုထုဇဉ်ဟာတောကကိုပယ်တတ်နိုင်တဲ့ပုဂ္ဂိုလ်မဟုတ်တာကြောင့်တောကဖြစ်เสียအကြောင်းတရားနဲ့ကြုံပြီးဆိုရင် ိုရောစိတ်ပါဆင်းရဲတော့တာပါပဲเนาะသို့တော့တောကကိုမပယ်တတ်နိုင်တာမှန်ပေမဲ့တောကဖြစ်လာပြီဆိုရင်တော့တောကကိုဖြည့်သိမ့်နိုင်တဲ့နီလန်းတော်ရှိပါတယ်အဲ့ဒီနီလန်းတွေတဲကနှစ်ချက်ချပြပါမယ်เนาะပထမတစ်ချက်ကတရားများများနာပါ တရားများများနာတဲ့ပုဂ္ဂိုလ်ဟာတရားအသိဉာဏ်တွေရင့်တန်လာပြီဆိုရင်ဖြစ်ပေါ်လာတဲ့တောကတွေကိုတရားအသိဉာဏ်နဲ့ရင်ဆိုင်ကျော်လွှားနိုင်ပါတယ် ဒုတိယတစ်ချက်ကတော့ဝိပဿနာကမ္မထံအာထုတ်ပါပုပ်မဟာဝါပါဠိတော်မှာဝိပဿနာကမ္မထံအာထုတ်တဲ့ပုဂ္ဂိုလ်တွေဟာကောင်းကျိုးခုနှစ်မျိုးရရှိစေနိုင်ကြောင်းဟောကြားထားပါတယ်အဲ့ဒီကောင်းကျိုးခုနှစ်မျိုးကဘာတွေလဲဆိုရင်၁ကိလေသာကိုကင်းစင်စေခြင်း၂စိုးရိမ်တောကမှလွန်မြောက်စေခြင်း၃ငိုကြွေးမိတမ်းခြင်းမှလွန်မြောက်စေခြင်း၄ကိုယ်ဤဆင်းရဲခြင်းမှလွန်မြောက်စေခြင်း၅စိတ်ဤဆင်းရဲခြင်းမှလွန်မြောက်စေခြင်း 6. မဉ္ဉံဖူဉံကိုရရှိစေနိုင်ခြင်း 9. ၅မဖူနိဗ္ဗာန်ကိုမျက်မှောက်ပြုရခြင်းဆိုတဲ့ကောင်းကျိုး9မျိုးပဲဖြစ်ပါတယ်။အဲ့ဒီကောင်းကျိုး9မျိုးထဲမှာစိုးရင်တောကကိုလွန်မြောက်စေခြင်းဆိုတဲ့အချက်ပါတာကြောင့်စိုးရင်တောကမှလွန်မြောက်ခြင်းတဲ့ဆိုရင်ဝိပဿနာကမ္မထံကိုလည်းအာထုတ်ပါလို့ပြောကြံပါတယ်เนาะ